ဒီနေ့တော့ဇတော်ဘဲအလွယ်လေးပေါင်းပြမယ်နော်ဒါက250 gram ရှိတယ်ဇတော်ဘဲကိုတရားစိန်ထားတာရယ် baking soda ရယ်ပြီး brown sugar ထည့်ညက်လည်းထည့်လို့ရပါတယ်နော်ကိုကတော့ထည့်ညက်မရှိတဲ့အတွက် brown sugar ကိုသုံးပေးမယ်တရားရယ်စိန်ထားတဲ့ဇတော်ဘဲလေးကိုရေစင်အောင်စေးပေးရင်နော် baking soda လေးကို half teaspoon ပေါ့နော် half teaspoon ထည့်ပေးမယ်ပေါ့နော်ကိုချင်းနေစွမ်းအားတော်တော်လေးကိုတေးတဲ့အတွက် teaspoon နဲ့တိုင်းပြီးတော့မလုပ်ထားပေးပါရစေ ဆိုတော့ဘဲတော့အညောက်တော့မဖောက်တော့ဘောနော်ကိုကတော့အလင်းလိုပြီးတော့စားချင်တဲ့အတွက်အညောက်ဖောက်တဲ့ဒီမစောင်းတော့ပါဘူးပြီးရင်တော့ brown sugar လေးယူထည့်ပါမယ်ထည့်ပြီးရင်တော့အဲ့တုံးမျိုးကိုသမာသွားအောင်နေပေးပါအမှားတော့အောင်လေပြီးလို့ရှိရင်တော့သမင်းပါအောင်နေမှာပဲဖြစ်ဖြစ် ောင်းချောင်းဝင်ပါပဲဖြစ်ဖြစ်ပေါင်းပေးလို့ရပါပြီသတော်ဘဲမှာအဓိကတော့ဘကင်းဆိုတာပါပြီဆိုရင်တော့ကျွန်တော်ချက်တယ်မြန်ပါတယ်ဒါကတော့နိုင်ငံရဲ့ချားမှနေထိုင်နေတဲ့သူတွေအတွက်အလွယ်ပေါင်းနေဖြစ်တင်ထားပေးတာပါဒါတော့ကိုပေါင်းမဲ့အိုလီဒါလေးကတော့ကွာ line ပေါ်နေဝင်ထားတော့ကိုတက်တာတော့ဒီစတော်ဘဲတွေပေါင်းရင်တိတ်အဆင်ပြေလို့ပေါ့နော်ဒီအိုလီနဲ့ပဲပေါင်းဖြစ်ပါတယ် ပြီးရင်ဆိုရင်တော့တော်တော်ပဲလေးကိုမီလေးခွင်ပြီးတော့မှ45မိနစ်တနာရီခန့်ကိုပေါင်းပေးရမှာ ဖြစ်ပါတယ်ကိုရဲ့ကိုကပဲကိုဘလောက်အနေထားစိုက်လဲပေါ့နော်အဲ့အနေထားတိုင်းပေါင်းပေးရမှာဖြစ်ပါတယ်ပြင်းတော့မိနစ်30ရရောက်ရှိလို့ရှိရင်တော့ပေါ့နော်ဒေါ်ဘဲလေးအပေါ်အောင်လန်ပြီးတော့မှပဲဟောပေါ့နော်စစ်လို့ရပါတယ် မိနစ်30ကတော့ဘယ်လိုမှမချက်သေးပါဘူးမာနေပါသေးတယ်နော်ရဲ့ပေးရတော့တဝက်လောက်ကချက်ပြီးတဝက်ကမချက်သေးပါဘူးအတွင်းထဲမှာအဆန်ကျန်နေပါသေးတယ် နောက်ထပ်မိနစ်20လောက်ဆိုရင်တော့သတော်ဘဲလေးရတော့ချက်ပါပြီခေကုသတော်ဘဲလေးရတော့ကိုလိုချင်တဲ့အနေထားရောက်ပြီဆိုတော့ချက်ပါပြီဒါကတော့ကိုကြိုက်တဲ့အနေထားပေါ့နော်ရမ်းပြပြကြိုက်ရင်ပြောတဲ့အထိပေါင်းပေးလို့ရပြီတော့မှကိုကတော့အရန်မပြော့မမာလေးဒီလိုနေထားလေးကိုကိုကကြိုက်တဲ့အတွက်ကိုထက်ကတော့55မိနစ်ဆိုရင်ပေပေါင်းတာလေးကတော့ရပါပြီ ုဆိုရင်တော့သတော်ဖေးလေးကကိုထိုက်တဲ့အနေထားလေးကိုရောက်သွားပါပြီเนาะအားလုံးပဲကျေးဇူးပါ